မဲမင်္ဂလာပါရှင်နန်းတစေ channel မှာကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့အလင်းရိတ်ပါရှင်မိုးစစ်တက်ကတူရဲ့တမှုရိယချစ်ချင်းတန်စင်ဆိုတဲ့စာအုပ်လေးရဲ့ဇက်သိမ်းပိုင်းကိုဆက်လက်ဖတ်ပြပြီးသွားမှာဖြစ်ပါတယ်ရှင်တမှုရိယချစ်ချင်းတန်စင်အပိုင်း9ဇက်သိမ်းပိုင်း နေုံရန်ကုန်ကထွက်လာပြီးနောက်ဘဲကိုသွားရမယ်မှန်းမသိခဲ့ နောက်မှကျောင်းတုံးကအရန်ခင်ခဲ့တဲ့တိုးအောင်ကိုတတိယသွားမိသည်တူအောင်ကနေုံနဲ့အရင်တုန်းကစိုးလဲတူတူ ကောင်းလဲတူတူရဲဘော်ရဲဘက်တငယ်ချင်းဖြစ်သည်ခိုင်မာနဲ့လည်းညီကိုလိုနေသည့်တကယ်မိတ်ဆွေရင်ကောင်းဖြစ်သည်လွန်ခဲ့တဲ့နှစ်တုန်းကမော်လမြိုင်ကိုပြောင်းသွားခဲ့သည် သူပြောင်းတော့ကနေုံတစ်ခေါက်လိုက်သွား၍သူတို့အိမ်ကိုနေုံမှတ်မိနေသေးသည် နေုံတငယ်ချင်းတူးအောင်ရှိရာမော်လမြိုင်သို့ထွက်လာခဲ့သည်နေုံစိတ်ဆိုးပြီးထွက်သွား၍တိတ်မကြခင်မှာပဲမောမကဒီကိစ္စကိုပိုင်ပိုင်ကိုအမြန်ဆုံးနည်းနဲ့အတိပေးဖို့သွန်းင်းကို ဖုံးဆက်အကျိုးချောင်းပြောပြက ပိုင်ပိုင်ကို တနည်းနည်းနဲ့သိအောင်ပြောခိုင်းသည်ပြီးတော့ခိုင်မာနဲ့နေုံဘဲကိုသွားနိုင်လဲဆိုတာတိုင်ပင်နေကြသည်ခိုင်မာကနေုံတော်တော်စိတ်ထိခိုက်သွားတယ်ငါ့ကိုတော့မဆောင်ဘူး သူနဲ့ငါနဲ့ကဘာမှမဆိုအတူတူပဲခံနိုင်ရရှိအောင်လုပ်ထားတယ်။ငါ့ကိုယ်တော်မိထားပြီးဘယ်သွားသလဲမသိဘူးမမ။ငါတိုက်ခန်းခဏပြန်ကြည့်အောင်မယ်။အကြောင်းထူးရင်နင့်စီဖုန်းဆက်လိုက်မယ်။အေးငါနင့်ဖုန်းကိုပဲစောင့်နေတော့မယ်ခိုင်မ။ငါလည်းဘာမှမစင်စားတတ်တော့ဘူး။သူနဲ့ပိုင်စီရောက်တော့ခန်းထဲမှာဘယ်သူမှရှိမနေ။အန်တီနဲ့အန်ကယ်ရောပိုင်။ငါအမေရိကသွားဖို့ပြင်ဆင်နေတယ်။ကိုသူရရောလာသေးလား။ဒီနေ့မရောက်သေးဘူး။လာဖို့တော့ရှိတယ်။ဘာဖြစ်လို့လဲ သွန်းနှင်းကအကျိုးအကြောင်းကိုအတူချုံရှင်းပြလိုက်သည်ကဲပိုင်ဖြစ်ပြက်ကတော့အဲ့ဒါပဲနေုံလဲအယမ်းစိတ်ဆိုပြီးထွက်သွားတယ်နင်ဘာလုံးမှလည်းမြင်မြန်ဆုံးဖြတ်အချိန်မရှိဘူးပိုင်ကအဖြစ်ပြက်ကိုမယုံနိုင်သလိုတွေဝေငေးမောနေရမှမျက်ရည်များစီးကြလာပြီကိုငါ့ကိုထားသွားပြီပေါ့နော်တကယ်ဆိုငါကသူ့ကိုတိတ်ချစ်လို့ဒီလိုလုပ်တာသူစိတ်မဆိုးသင့်ဘူးသူငါ့ကိုတိတ်ချစ်တယ်ဆိုရင်ခွလွတ်သင့်တယ် ငါအမေရိကန်သွားဖို့ကလည်းတိတ်မလို့တော့ကောတည့်ရနဲ့ငါ့ကိုစိတ်ဆူရက်တယ်။သူငါ့ကိုတကယ်ချစ်တယ်ဆိုရင်နားလည်တဲ့နဲ။မငူပါနဲ့ပိုင်ပိုင်ရဲ့။နေုံမာနဘလောက်ကြီးရဲ့ဆိုတာနင်သိဆုံးမှာပဲ။ဒါကြောင့်နင်ကိုယ်တိုင်သူ့ကိုအသိပေးတဲ့ရနဲ့မပေးရတာပေါ့။နောက်ပြီးကိုသူရကအားလုံးရှိမှပြောချလိုက်တော့တော်တော်ရှက်မှာပေါ့။ယောက်ျားချင်းဆိုတော့ပူဆိုးတာပေါ့။နေုံလဲသူ့မာနနဲ့တိတ်ခါထိပါလာတော့သူတိတ်ချစ်တဲ့နင်ကိုမေ့ထားခဲ့ရတဲ့နဲ့။ ပိုင်ကအဝိစာအမြန်လဲကလက်ကင်အိတ်ထဲငွေတစ်ထက်ကိုထည့်ပြီးကားတော့ယူကသွန်းနဲ့နဲ့အတူထွက်လာခဲ့သည်ခွလပါဖေဖေနဲ့မေမေပိုင်ပြန်လာကြမပြန်လာတော့မယ်နေုံကိုတွေ့အောင်ရှာပြီးပိုင်ကိုစိတ်ဆိုးပြေဖို့စွမ်းကုန်တောင်းမယ်မယ်ပိုင်စိတ်ထဲကတီတူပြောပြီးသွန်းနဲ့နဲ့တိုင်မင်ကနေုံအိမ်သို့ရောက်လာခဲ့သည်နေုံအိမ်ရောက်တော့ခိုင်မာကဟိုဘက်ခန်းကအန်တီနဲ့စကားပြောနေတာတွေ့သည်နဲ့နေုံအိမ်ပြန်လာလားခိုင်မာ လာသွားတယ်တဲ့ပိုင်ပိုင်ကျွန်တော်လဲအမိလာတာပဲမတွေ့လိုက်ဘူးစိတ်မပူပါနဲ့ကျွန်တော်နီးဆက်ရာတွေကြောင်းကြပြီးနေုံကိုတွေ့ရင်ပြောဖို့မှားထားတယ်နောက်ပြီးနေုံနဲ့ကျွန်တော်စီမှာတိုးအောင်ဆိုတဲ့အချစ်ဆုံးငွေချင်းတယောက်ရှိတယ်သူ့စီသွားတာလည်းဖြစ်နိုင်တယ်သူကမနစ်ကပဲမော်လမြိုင်ပြောင်းသွားတယ်သူ့လိပ်စာရဲ့အင်ရဲ့ကိုနေုံမဲတည်တယ်ကျွန်တော်အခုစုံစမ်းနေတယ်မကြခင်တိုးအောင်လိပ်စာတည်ရရင်ကျွန်တော်မော်လမြိုင်လိုက်သွားပြီးနေုံကိုပြန်ခေါ်လာခဲ့ပါမယ်ကျေးဇူးပါပဲကိုခိုင်မာ ပိုင်ကိုတွေကြောင့်နေုံဒီလိုဖြစ်ရတာပိုင်ကိုရံနဲ့လိုက်တောင်းမှန်ခြင်းနဲ့ပိုင်အိမ်ကအပြီးထွက်ခဲ့ပြီးသွန်းနှင်းစီမှာပဲနေမယ်သွန်းနှင်းစီမှာပဲ ခိုင်မာအကြောင်းကြားပေးပါပိုင်ဒီပြောရင်းနဲ့ဝမ်းနဲ့လာကငိုချလိုက်မိသည် ပိုင်ရဲ့ဒီလောက်လေစိတ်ဆင်းရဲမနေပါနဲ့ချစ်ချင်တယ်လို့ဖြစ်သွားတာပဲသဘောထားလိုက်ပါဒါကလည်းပိုင်ကနေုံကိုတိတ်ချလို့ဖြစ်သွားတယ်မာယွန်းမှုပဲပိုင်ရှင်းပြချော့မော့လိုက်ရင်တောင်းပန်ရင် မယုံစိတ်ပြော့သွားမှာပါတုံနေကပိုင်ပိုင်ကို ချော့မော့နှစ်သိမ့်တယ်လို့ခိုင်မာကလည်းပိုင်ကိုအားမငယ်ဘူးနေုံကိုတွေ့ရင် သူပါပိုင်ဘက်ကဝိုင်းရှင်းပြပေးမိဟုဂတိပေးသည်နေုံတိုးအောင်ရှိရာမော်လမြိုင်ရောက်တော့ည10နာရီထိုးနေပြီညပဲရောက်နေပြီဆိုတော့သူများအိမ်သွားတကားခောက်လို့မကောင်း၍တဲခိုကမ်းမှာပဲတဲပြီးမနက်မှပဲသွားတော့မည်ဟုဆုံးဖြတ်ကရေမိုးချိုးထမင်းစားပြီးရန်ကုန်ကအကြောင်းကိုစဉ်းစားနေသည် အခုချိန်နောက်ဆိုပိုင်ပိုင်နဲ့အကြောင်းစုံတိလောက်ပြီးစိတ်ပူနေရှာတော့မယ်။ခိုင်မာကရောငါ့ကိုစိတ်ဆိုးနေမလား။သူ့ကိုယ်တော်အတိမပေးမိပဲထွက်လာခဲ့ရအောင်။ကိုယ်စိတ်တွေရှုပ်ထွေးလွန်းနေခဲ့သည်။ငါဒီလိုထွက်လာခဲ့တာမှားပြီလားဟုတွေးကာတစ်ဖက်ကလည်းမာနဖြင့်ဒီလိုထွက်လာတာမမားပါဘူးဟုထင်နေစေဖြစ်သည်။တတိယလိုက်တာပိုင်ရဲ့။ပိုင်ရဲ့ရည်တန်လေးတွေခေါ်တန်လေးတွေကို့နားမှာကြားအောင်မိနေစေ။လွမ်းနေပိုင် ညတိုင်းဖုံးဆက်ပြီးတချင်းဆိုပြရတာကိုတန်းတားမိတယ်။ဒါတွေကနောက်ဆိုကို့ဘွားမှာအိမ်မက်တစ်ခုလိုဖြစ်ခဲ့ပြီးခွတ်လွတ်ပါပိုင်။ကိုဟာမိန်းမတယောက်ရဲ့ငွေကိုအသုံးပြုပြီးရလာမဲ့အောင်မြင်မှုကိုမလိုချင်ခဲ့ဘူး။ဒါကိုပိုင်နားမလဲခဲ့ဘူး။နေုံတယောက်ထဲတွေးပြီးအိမ်မပြောခဲ့။ချစ်သူကို လွမ်းဆွတ်နေခဲ့သည်။နောက်ပြီးရှိစရာမြင့်အနာဂတ်ကိုစဉ်းစားနေခဲ့သည်ချစ်ချင်ခဲ့တာနာမည်ကြီးအစိုးရဒရမာဘဝ အခုတော့ကိုသိမ့်မြက်နိုးတဲ့ဘဝကိုစွန့်လွတ်ခဲ့ရပြီ။ចောင်းတော့ကတိုးအောင်ကပြောဘူးတယ်။သူကြီးလာရင်သင်မောသားလုံးမယ်တဲ့။သင်မောနဲ့ကဘာလှဲ့ကျင်နေတဲ့။သူ့ကိုအစင်းသင်းတွေးပါစေဆူတောင်းသည်။ကိုလည်းတိုးအောင်ရဲ့အကူအညီနဲ့သင်မောလိုက်ရမယ်။သင်မောသားပဲလုံးရတော့မယ်။မြမပြီမနေရင်တနေ့မဟုတ်တနေ့ပိုင်တို့ရှာတွေ့သွားမှာပဲ။နေုံတွေးတော်ရင် မျက်ဝန်းမှဆူဆွမှုကိုခံစားရသည်။ဒီဆုံးဖြတ်ချက်ကိုရင်နာနာနဲ့ချရတာပါပိုင်။ ဘယ်သူကတော့ကိုချစ်သူရဲ့ဝေးရာကိုသွားကြင်ပါမလဲ။ပိုင်ကိုကိုခွလွတ်ပါ။နေုံသည်အတွေးတွေဖြင့်တညလုံးအိတ်လို့မရခဲ့ပဲမိုးစင်စင်လင်းခဲ့သည်။မနက်9နာရီထိုးတော့မနက်စာစားပြီးတိုးအောင်တို့အိမ်ကိုထွက်လာခဲ့သည်။ အိမ်ရောက်တော့ကံကောင်းထောင်းမစွာအစဉ်သင့်တွေ့ရသည်တို့အောင်တို့အိမ်မှာရိုးစုံ လုပ်ငန်းလုပ်နေပြီးဒူးရင်းယူတည့်ရယူမယမ်းယူနဲ့ယူမျိုးစုံကိုရောင်းချသည်ဟေ့တို့အောင်လှမ်းခေါ်တော့တို့အောင်ကနေုံကိုလှည့်ကြည့်သည်ဟာဟေ့ကောင်ကြီးနေုံမတွေ့ရတာကြာပြီမင်းကပိုကြည့်ကောင်းလာတယ်မင်းရဲ့စီရီကြော်ညာ TV မှာလွှင့်နေတယ်ကွမနေ့ကမှစလွှင့်တာတခါလာရင်ကြာကြီးပဲမော်ဒယ်ကောင်လေးနဲ့ကောင်မလေးကမင်းရဲ့တခြင်းတွေကတန်စင်တိုင်းတရုပ်ဆောင်နိုင်တယ် တော်တော်ကောင်းနေဟိယကျောင်းညာကနှခါတော်လာတယ်ကွာမင်းစီရီပေါက်မှာတေးကြတယ်မင်းရီမန်းချက်ရောက်ပြီဗောတွေ့ရတာဝမ်းသာတယ်ကွာငါကိစ္စနဲ့မင်းစီလာတာဟုတ်လားအရေးကြီးလားနေုံကပိုင်တဲ့သူစားတွေ့တဲ့အချိန်ကစပြီးပိုင်ရဲ့အကူတွေကြောင့်ဒီစီရီထုတ်တာပိုင်ရဲ့ငွေတွေပါမန်းသိရပြီးစိတ်ဆိုး၍ထွက်လာတဲ့အချိန်အထိအသေးစိတ်ပြောပြသည်ငါလဲငါတိတ်ခါနဲ့မာနာကိုထိခိုက်တယ်ထင်ပြီးထွက်လာခဲ့တယ် ပိုင်ကုန်ကချစ်တာတော့တော်တော်ချစ်တယ်။ဒါပေမဲ့ပိုင်ရဲ့ငွေတွေနဲ့ရလာတဲ့အောင်မြင်မှုကိုငါမလိုချင်ဘူး။အဲ့ဒါမင်းသင်မောသားလုပ်မယ်လို့ပြောပြီးတော့ငါလည်းသင်မောလိုက်ချင်တာနဲ့မင်းအကူညီရလို့ရညာထွက်လာခဲ့တာ။အေးကွာငါဘသူ့ကိုမှဗတ်လိုက်ပြီးပြောတာမဟုတ်ဘူးနော်။ဘာမှမသိတဲ့ဘေးလူတယောက်အနေနဲ့ဝေဖန်ရရင် ပိုင်ကအပြစ်မရှိဘူး။သူကမင်းကိုဖြစ်စေခြင်းလုံးလို့စေတနာနဲ့လှုပ်ပေးတာပြီးတော့မမကလည်းမင်းကို ပိုင်ရဲ့ငွေပါမန်းသိရင်မင်းဆက်မလုပ်မှဆိုလို့စေတနာနဲ့ဖုံးကွယ်ပေးထားတာဘယ်သူမှပြည့်မရှိဘူးအားလုံးကမင်းရဲ့ဝါသနာမင်းရဲ့ပါရမီကိုသိလို့ဝိုင်းမီးမြေတောင်မြောက်ပေးတာဒါကိုမင်းစိတ်မဆိုးတင်ဘူးလို့ငါထင်တယ်မင်းကအဲ့ဒါကိုမာနတွေကြီးပြီးအတိမတ်မပြုတ်ဘူးဆိုရင်တို့ရဲ့စေတနာကိုစော်ကားလိုက်တာပဲအခုမင်းထွက်လာတော့တို့ဘလောက်စိတ်ပူလိုက်မလဲအထူးသဖြင့်ပိုင်ဆိုဘလို့နေမလဲ तू ကမင်းကိုချစ်လွန်းလို့လွတ်ဝတ်ထားခဲ့တာကိုမင်းခွင့်လွတ်တဲ့နဲ့ မင်းကလေးဆိုတာယောက်ျားလေးတွေထက်ပိုခံစားရတယ်။မင်းကဒီလိုထွက်လာတော့သူတယောက်တည်းသူ့မိဘအတိုင်းဝိုင်းကလည်းသူ့ကိုအမေရိကပို့တော်မှာဆိုတော့အခုချိန်မှာသူဘလောက်အားငယ်လိုက်မလဲ။မင်းအမြန်ပြန်မာနေုံပြီးမှမင်းနောင်နာရနေုံပဲ။ငါကမင်းကိုမကူညီချင်လို့ပြောတာမဟုတ်ဘူးနော်ဟျာ။တငယ်ချင်းကောင်းမှုလို့မင်းရဲ့အယူဆမှားနေလို့ပြောပြတာ။တိုးအောင်ဒီလိုပြောတော့နေုံတွေ့ဝေသွားသည်။ဟုတ်တော့လေဟုတ်သည်။တိုးအောင်ပြောတာလည်းမှန်နေ။ ိုင်ဘလောက်စိတ်ပူရှာမလဲဒါပေမဲ့ကိုယ့်ရဲ့မာနတွေကတားဆီးနေပြန်တယ်ကျေးဇူးပဲတို့အောင်ဒါပေမဲ့ငါ့ကိုဒီမှာခဏနေခွင့်ပြုအောင်ငါစဉ်းစားကျင်သေးတယ်ငါဒီမှာရှိရဲဆိုတာမင်းဘသူ့ကိုမှအသိမပေးပါနဲ့ငါ့ကိုဒီတခုတော့ကူညီကွာအေးပါစိတ်ချမင်းကြိုက်တဲ့လောက်ပျော်တဲ့လောက်နေပြီးရင်ပိုင်စီကိုပြန်ငါဘသူ့မှအသိမပေးဘူးနေုံသည်တိုးအောင်နဲ့စကားပြောပြီးနောက်တကူတဲ့တွေးတောနေခဲ့သည် ကိုဘာဆက်လုပ်ရင်ကောင်းမလဲပိုင်သမှုရိယချစ်ချင်းတန်စင်တိတ်ဆိတ်ချင်းဖြင့်ကြီးစိုးနေသောအခန်းလေးထဲမှာအထီးကျန်အားငယ်နေရတဲ့မိန်းကလေးတစ်ယောက်ဟာပိုင်ဖြစ်လိမ့်မယ်လို့တသက်လုံးစိတ်ကူးမယင်ခဲ့မိပါ အရာရာသည် ကို့အရေးတို့လွမ်းခြုံသောကို့ခြေရာတွေထပ်ထားသောပတ်ဝန်းကျင်တစ်ခုအဖြစ်ပိုင်ကိုသတိရခြင်းများစွာ ဖန်တီးပေးပြန်၏ကိုသိတ်ချစ်တယ်သိတ်မြတ်နိုးတယ်ထော်ရလက်သွဲသွားမယ်ဆိုသောမိန်းကလေးသည်နောင်ခါကိုထားခဲ့သောမိန်းကလေးဖြစ်သွားခဲ့ပြီပေါ့နော်လွမ်းလိုက်တာကိုရဲ့ခုတော့ကိုပိုင်တယောက်ထဲထားသွားတာတပတ်ကျော်သွားပြီကိုပြန်လာပါတော့ပိုင်ရမ်းလွမ်းနေရပါပြီ ကိုမရှိရင်ပိုင်ဘာမှစွမ်းဆောင်နိုင်စမ်းမရှိဘူးဆိုတာမသိခဲ့ဘူးလားကိုရဲ့ပိုင်ခက်တိုးတိုးရေရွတ်သည့်အတန်ဆုံးသွားပြန်တော့အခန်းကပြန်လဲတိတ်ဆိတ်သွား၏ကိုပြန်လာခဲ့ပါတော့ပိုင်ချစ်ချင်းတွေကြောင့်အမားတွေကိုကျင်းနဲ့နားလည်လာအောင် တောင်းပန်ရင်းပိုင်စောင့်နေပါမယ်ကိုပြန်လာမယ့်နေ့ကိုမျှော်လင့်ခြင်းများနဲ့ပိုင်စောင့်နေပါမယ်ပိုင်ရဲ့ဖုန်းဆက်တောင်းပန်မှုကြောင့် ေဖေနဲ့မေမေအကြောင်းစုံသိကကိုသူရကလည်းဖေဖေနဲ့မေမေကိုပြောပြပြီးဖြစ်သည်ဖေဖေနဲ့မေမေတမီးကိုခွလွတ်ပါတမီးကိုအမေရိကမပို့ပါနဲ့နေုံနဲ့ခွဲရရင်တမီးသေးလိမ့်မယ်မေမေတို့တမီးကိုဖိအားမပေးပါနဲ့ဒီတခါနေုံကတမီးကိုနားလည်မှုလွဲသွားပြီတမီးရှင်းပြရမှဖြစ်မယ်တမီးကိုသွန်းနှင်းစီမှာပဲနေခွင့်ပေးပါအောင်မေ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 တို့တမီးဆန္ဒကိုလိုက်ရောမယ်ဆိုမှပြန်လာခဲ့မယ် ပိုင်အိမ်ကထွက်လာတော့ဥတင်ုံကအပြင်ခဏထွက်သွားသည်အိမ်ကမြည်ရီပါဝင် ကောင်းမလေးတွေက ပိုင်ကိုမတားရဲဒါကြောင့်ပဲပိုင်လွယ်လွယ်ကူကူထွက်လာလို့ရတာဖြစ်သည်တမီးဒီလိုစိတ်လိုက်မှမလုပ်ပါနဲ့တမီးဖေဖေဆိုရင်တော်တော်စိတ်ပူပြီးအရန်စိတ်ဆိုးနေတယ်အခုမေမေတို့သွန်းနှင်းတို့အိမ်လာခဲ့မယ်တမီးဘဲမှမသွားနဲ့မေမေတို့ပြေးလည်အောင်လုပ်ပေးမယ်လိမ်မာပါတမီးတမီးတသက်လုံးကောင်းစားဖို့မေမေတို့စီစဉ်တာပါမေမေတို့ခဏနေရောက်မယ်တမီးဒါပဲ မိမိကပြောပြီးဖုန်းချသွားတော့ပိုင်စောက်တရားမရှိစွာသွန်းနှင်းကိုတိုင်ပင်ရသည်သွန်းနှင်းဖေဖေကအရန်စိတ်ဆိုးနေတယ်တဲ့ပိုင်ကိုတွေ့ရင်စူတော့ရိုက်တော့မယ်ထင်တယ်။နောက်ပြီးနေုံနဲ့တွေ့လို့မရအောင်ခွဲလိုက်မယ်။အဲ့ဒါလည်းဖြစ်နိုင်တယ်ပိုင်။အန်တီနဲ့အန်ကယ်ကနေုံကိုကြည်မမကြည်တာ။အခုပိုင်ရဲ့ဘဏ်ကငွေတွေထုတ်သုံးထားတာသိရင်ပိုင်ကိုစူမှာပေါ့။သွန်းနှင်းပိုင်ကြောက်တယ်။ပိုင်တို့ခဏရှောင်နေရင်ကောင်းမယ်ထင်တယ်။ တွန်းနှင်းကလည်းပိုင်ရဲ့အချစ်ဆုံးတငယ်ချင်းပြီးပြီးပိုင်ပိုင်အဆူခံရမှာနေုံနဲ့တသက်လုံးဝေးသွားရမှာတွေကိုစိုးရိမ်မိကသူပါပိုင်နဲ့အတူရှောင်နေဖို့တည်င်ကဆုံးဖြတ်မိသည်ပိုင်နဲ့တွန်းနှင်းအဝတ်အစားအသုံးဆောင်များအမြန်ထဲကပိုင်ရဲ့ကားနဲ့ပဲရန်ကုန်မြို့နဲ့ဝေးရာကိုထွက်လာခဲ့သည်ငါတို့ဘယ်သွားကြမလဲတွန်းနှင်းနေုံငါမမနဲ့ခိုင်မကိုဖုန်းဆက်အကြောင်းကြားလိုက်အောင်မယ်။တွန်းနှင်းကအသင့်ပါလာသောဆယ်လူလာဖုန်းနဲ့မမဖုန်းကို လမ်းခေါ်လိုက်သည်ဟယ်လိုမွန်မလားအေးသူနေဘာဖြစ်လို့လဲသူနေကလက်တလောရင်ဆိုင်နေရတော့အခြေအနေတချို့ကို ရှင်းပြလိုက်သည်အခုငါတို့လည်းကြောက်တာနဲ့အိမ်ကထွက်လာတာငါနေအိမ်သားရောက်နေပြီဝင်ခဲ့မယ်နော်ဝင်ခဲ့လေနင်းတို့နှစ်ယောက်တည်းငါလဲလိုက်မှာပေါ့ဘာပဲဖြစ်ဖြစ်ဒုက္ခကိုအတူရင်ဆိုင်မှတငယ်ချင်းကောင်းပြီးသားတာခိုင်မကိုရော ဖုန်းဆက်ပြီးပြီလားမဆက်ရသေးဘူးနင်းစီရောက်မှပဲဆက်တော့မယ် မမနဲ့ဖုန်းပြောပြီးတိတ်မကြခင်မမတို့နေထိုင်ရာရှစ်မိုင်ခွဲကိုရောက်သည်မမကအစင်သက်ထွက်ဆောင်နေသည်ဒီမှာနေပိုင်မိုက်အင်ကချက်ချင်းလိုက်လာလို့ရတယ်ငါတို့ရှမ်းပြည်နယ်ဘက်ပဲခဏသွားရှောင်နေလိုက်မယ်ကားကိုတယောက်တည်းလက်မောင်းတာပေါ့ခိုင်မကိုဖုန်းဆက်ပြီးသွားပြီသူကမိန်းကလေး၃ယောက်တည်းစိတ်မချဘူးတဲ့သူပါလိုက်မယ်ဆိုပြီးထွက်လာနေပြီသူ့ကိုစောင့်လိုက်မယ်နော်မမကပြောတော့သွန်းနှင်းနဲ့ပိုင်ပိုင်ကကြောက်နေရမှဝမ်းသာအားရထောက်ခံသည် သူတို့ဒီလိုလူကြီးမပါပဲခရီးမထွက်ဘူးပိုင်ပိုင်အိမ်ကိုကြောက်ရွံ့တာဇွတ်တိုးပြီးကြောက်တဲ့စိတ်ကိုမျိုးသိက်ကထွက်လာရတာသွေးရည်သွားတော့ကြောက်စိတ်ကပြန်ဝင်လာသည်မမနဲ့ခိုင်မာလူဝင်အားတိုးလာပြန်တော့ဘာပဲဖြစ်ဖြစ်အားရှိလာခဲ့သည်လူကြီးတွေစိတ်ပြေသွားမှပဲပြန်လာကြတာပေါ့တောင်ကြီးမှာဘာမှအားငယ်စရာမရှိဘူးအလုံးမုံမုံအမျိုးတွေကြီးပဲခိုင်မာကလည်းဇာတိဆိုတော့အတိကျွမ်းပေါ်တယ်မယုံကိုရှာလို့လည်းပိုးလွယ်သွားတာပေါ့ သူတို့ပြောနေစင်မှာပင် နေုံရဲ့ Honda Cycle ကမုံမွန်ချန်တဲ့မောင်းဝင်လာသည်မုံမွန်ကဦးလေးမိသားစုကိုအချိုးချောင်းပြောပြကထွက်လာခဲ့သည်ခိုင်မာကနေုံတိုးအောင်စီရောက်နေတာဖြစ်ဖို့များကြောင်းပြောပြီးတိုးအောင်လိပ်စာကို တောင်ကြီးရောက်မှတငယ်ချင်းတွေစီကစုံစမ်းမိအကြောင်းပိုင်ပိုင်ကိုအားမငယ်ဘူးအားပေးသည်ငါလဲနင်းစီယာဖုန်းလာတော့အံ့ဩနေတာအဖြစ်ပြက်တွေကတိတ်မြန်တယ်လို့ပဲပိုင်ပိုင်အနေနဲ့ဒီလိုမှမလုပ်ရင် ။နေုံနဲ့ဘယ်တော့မှတွေ့ရတော့မှာမဟုတ်ဘူး။ပိုက်မိပါတွေကဖိအားပေးတော့မှာ။နောက်မှလူကြီးတွေကိုတောင်းပန်လိုက်ရင်လူကြီးတွေစိတ်ပြေသွားမှာပါ။လူကြီးတွေစိတ်ဆိုးတော့ခဏရှောင်နေလိုက်တာကောင်းတယ်။ပိုင်လဲဒီလူတွေဖြစ်လာမယ်လို့မထင်ပါဘူး။ပိုင်အမေရိကသွားကန်ဒီမှဒီကိစ္စပေါ်လာတာဆိုတော့ပိုင်နဲ့နေုံနီးဆက်ဖို့ဖန်တီးပေးရလို့ပဲယူဆရမလို့ဖြစ်နေပြီ။နေုံပိုင်ကိုထားခဲ့တာပဲခက်ကောင်းကောင်းဖြစ်သွားပြီ။ပိုင်ကနေုံကိုအပြစ်မတင်သည့်အပြင် ခွတ်လွတ်စိတ်နဲ့အရာရာကိုနားလည်ပေးနိုင်ခဲ့သည်။နေုံကတော့အခုဘဲရောက်နေပြီလဲကွယ်။ပိုင်းတွန်းနှင်းမုံမုံနဲ့ခိုင်မာတလဲစီမောင်းရင်တောင်ကြီးကိုရောက်လာခဲ့သည်။တောင်ကြီးကိုမရောက်ဘူးသောပိုင်းနှင့်တွန်းနှင်းကအရာရာကို ငေးမောကလက်တလောရင်ဆိုင်ရသောတောကတွေကိုမိနေခဲ့သည်။မမရဲ့တောင်ကြီးကအိမ်ကအလွန်ကျယ်ဝန်းကတစ်ပင်ပန်းမှန်တို့ဖြင့်အလွန်သာယာသည် ရေမိုးချိုးထမင်းစားပြီးခဏနာကတောင်ကြီးမြို့ကိုမုံမွန်ကလိုက်လံပြသပြီးနေုံနေခဲ့တဲ့အိမ်ကိုပိုင်ကိုပြသည် ချစ်သူနေခဲ့တဲ့အိမ်လေးကချစ်စရာကောင်းလာသည်တထတိုက်ပူလေးနဲ့သစ်ပင်တို့ကစိမ့်စိမ့်ဆူဆူရှိသည်ခိုင်မာကတော့တငယ်ချင်းတွေထံ တူအောင်လိမ့်စာစုံစမ်းရန်ထွက်သွားသည်လွမ်းလိုက်တာနေုံနေုံနေထိုင်ခဲ့ရာအိမ်လေးနဲ့နေုံပတ်ဝန်းကျင်ကိုရောက်တော့နေုံအရေးတွေကနေရာတိုင်းမှာထင်ဟပ်လာခဲ့သည်ကိုကြီး ပိုင်လိုက်လာပြီးထွက်မပြေးပါနဲ့တော့နော်။နေုံနေထိုင်ခဲ့ရာကျင်လည်ခဲ့ရာပတ်ဝန်းကျင်ကိုရောက်တော့ပိုင်စိတ်မထိန်နိုင်ပဲသွန်းနေတဲ့မုံမကိုဖက်ကာငုံမိသည်။ပိုင်နေုံကိုတိတ်လွမ်းတာပဲ။ဝေးနေရတော့မှ နေုံကိုမခွဲနိုင်မှန်းသိလာတယ်။နေုံရဲ့တခြင်းတွေ ကိုယ်တိုင်ဆိုပြတာနားထောင်ခြင်းနဲ့ပိုင်တို့ချင်းမတွေ့ရတာတော်တော်ကြပြီ။နေုံကိုအမြန်တွေးပြရစေ။ တွန်းနေတဲ့မမကလည်းပိုင်ပိုင်ခန်းစားချက်ကိုနားလေကငိန်သက်တွေ့ဝေနေကြသည်ချစ်ချင်းဆိုတဲ့မိဒစားကရင်ဝကိုလာထီသည်တန်စင်တို့ရဲ့ချစ်ချင်းက ပိုင်ကိုနူးညံ့စွာပူလောင်စေပြီလားပိုင်တွန်းနေလဲဒီလိုဝေဒနာမျိုးကိုမခံစားချင်ပါချစ်ချင်းတန်စင်တို့ဖြင့်ပျော်ရွှင်နေသောသမှုရိယပိုင်းဆိုတဲ့ကောင်းမလေးကိုပဲထာဝရမြင်ချင်ပါတယ်။ နှယုံသည်တူအောင်စီမှာနှစ်ပတ်လောက်နေပြီးရန်ကုန်ပြန်ရန်ပြင်ဆင်သည်တူအောင်ကလည်းလှိုက်လိုက်လဲလဲထောက်ခံသည်နှယုံစီရီခွေတွေက တဖြည်းဖြည်းနဲ့ရောင်းအားတက်လာတဲ့ဟုအပတ်စဉ်ထွက်သောဂျာနယ်တွေမှာကိုမြိုင်ထွန်းနဲ့အင်တာဗျူးထားသော စကားသံတွေမှာပါ၍နှယုံဖတ်ခွင့်ရပြီပြီပိုင်တယောက်မြန်မာပြည်မှာရှိသေးရဲ့လားအိမ်ဘေးကအန်တီစီဖုန်းဆက်ကြည့်တော့ခုတလောခိုင်မကိုတောင်တိတ်မတွေ့ပါတဲ့အချစ်ဆုံးတငယ်ချင်းခိုင်မာ ကိုကိုများလိုက်ရှာနေမလားနေုံအခုတလောစိတ်ကကိုနဲ့မကက်ပဲလေကျင်နေသည်ရငုံကိုလည်းမပြန်ချင်သည်အဖြစ်ပြက်တို့ကအနေမထိုင်သေးပဲနေုံရင်ကိုသူရရဲ့စကားသံတွေက၆လက်နေစေပဲဖြစ်သည်စိတ်တကိုးဆိုတာတိတ်ချစ်တဲ့ချစ်သူချင်းကြားမှာတော့ထူးဆန်းစွာဆက်သွယ်မှုရှိသည်နေုံရန်ကုန်ကိုမပြောင်းခြင်းသေးပဲမွေရာဇာတိတောင်ကြီးကိုသာပြောင်းခြင်းနေခဲ့ဒီမှာ ချစ်တဲ့သူပိုင်ရဲ့စိတ်ချင်းဆက်သွယ်မှုကြောင့်လားတို့အောင်ကိုတော့ရန်ကုန်ပြန်မည်ဟုပြောကတောင်ကြီးကိုထွက်ခဲ့သည်နေုံဘာကူမှမစင်းစားတော့ပဲပိုင်ရဲ့အပြုံးတွေစကားသံလေးတွေကိုပြန်လဲကြားရောင်တန်းတားရင်ဝမ်းနည်းစွာတက်ပြင်းရှိုက်မိသည်နေုံတောင်ကြီးရောက်တော့တငယ်ချင်းတွေစီအရင်သွားနှုတ်ဆက်သည် နေုံရဲ့တငယ်ချင်းတွေကနေုံစီရီကိုဝိုင်းချီကျူးဝေဖန်ကြသည်မြင့်မောင်က နေုံစီရီအောင်မြင်နေပြီဟုဝမ်းသာအားရပြောသည် နေုံ မင်းရဲ့အင်တာဗျူးတွေအပတ်တိုင်း channel ထဲမှာပါတယ်။မင်းစာတီးကတောင်ကြီးကလို့ရေးထားလို့အခုလို့မင်းတကမင်းတချင်းတွေနေရာအနှံ့ကြားနေရတယ်။အခွေလည်းတော်တော်ရောင်းရတယ်။အစ်တတယောက်ရဲ့ရောင်းရနေချင်းမင်းအောင်မြင်ပြီပေါ့ကွာ။နေုံကဘာမှမပြောဘဲငြိမ်၍သာနားထောင်နေသည်။ "Oh, ဒါနဲ့ခိုင်မာတော်မင်းကငါ့စီလာသွားတယ်။သူဒီကိုရောက်နေတာ9ရက်လောက်ရှိပြီ။မင်းကိုမေးတော့ "तू ကတိတ်မဖြေချင်းတယ်လို့ပဲ။တူအောင်လိမ့်စာလည်းတိလာလို့မေးလို့ငါလည်းပြောပြလိုက်တယ်။" မင်းတို့ချင်းပြဿနာတက်ထားတာလားနေုံခိုင်မာဒီရောက်နေမှန်းတီတော့နေုံလှုပ်လှုပ်ရှားရှားဖြစ်လာသည်ခိုင်မာအပြင်ဘသူတွေပါသေးလဲသူတယောက်ထဲလားနေုံစိတ်လှုပ်ရှားစွာအလင်းစလိုမေးမိသည်ခိုင်မာတယောက်ထဲပဲတွေ့တယ်ဆိုမှစိတ်အေးစွာတက်ပြင်းချမိသည်ပိုင်ပိုင်တော့ပါမာမဟုတ်တာတေးကြတယ်မုံမတော့လိုက်လာနိုင်သည်အခုဆိုခိုင်မာတိုးအောင်စီလိုက်သွားနေလောက်ပြီနေုံသည် အရင်ကသူနေထိုင်တဲ့အိမ်လေးကိုအလွမ်းပြေကြည့်လို့စိတ်ဖြင့်လာခဲ့သည်အခုတော့နေထိုင်ရာအိမ်လေးကလူသစ်တွေဖြင့်စီကားနေလေပြီကိုနားကြများမှားသလားပိုက်ကိုလွမ်းနေစိတ်နဲ့ပိုက်ရဲ့ခေါ်တံလေးကိုကြားလိုက်မိသလားကိုမျောလင်းစိတ်ဖြင့်လှည့်ကြည့်လိုက်ပြီးတော့ချစ်ရတဲ့ပိုင်လေးကနေုံနောက်မှာယက်နေခဲ့ပြီပိုင်ပိုင်ဘယ်တော့ကရောက်နေရလဲဘယ်ဟုတ်လာတာလဲ နေုံမေးလိုက်တော့ပိုင်လဲဝန်းနေလာကပိုင်ကိုကိုလိုက်ရှာနေရလေပိုင်ကိုစိတ်ဆိုးပြီးထွက်သွားတယ်ဆိုလို့ပိုင်ကချော့ဖို့လိုက်ရှာနေခဲ့တာပိုင်ရောက်နေတာကြာပြီးပိုင်မိဘတွေနဲ့လည်းခဏရှောင်နေကြတာရဲ့ကိုနဲ့လည်းမခွဲနိုင်တာရဲ့အမေရိကကိုမသွားကြင်တာနဲ့ပိုင်ဒီကိုရောက်နေတာကိုနေခဲ့တဲ့အိမ်လေးကိုမုံမုံကပြထားလို့အလွမ်းပြေလာလာကြည့်ရင်ခုလိုကိုနဲ့ဆုံရတာကိုပိုင်ကိုပြစ်မသွားပါနဲ့နော် ပိုင်မခံစားနိုင်လို့ပါ ပိုင်ကိုမကျင်းနဲ့ဘူးဆိုရင်ကျင်းနဲ့လောက်တဲ့အထိကြိုက်တဲ့အပြစ်ကိုပေးပါ ပိုင်ကိုတော့ထားခဲ့ပြီးထွက်မသွားပါနဲ့ဘလူပြောလိုက်တာလဲပိုင်ရဲ့ကိုလဲပိုင်ကိုအချိန်နဲ့အမျှလွမ်းနေခဲ့ရတာပါကိုရဲ့မာနတွေကပိုင်စီမသွားဖို့တားဆီးထားတယ်ကိုတို့ဘယ်တော့မှမခွဲတော့ဘူးနော်ပိုင်ကိုလည်းမထားခဲ့တော့ဘူးကိုပဲသွားသွားတခါတည်းခေါ်သွားတော့မယ်ချစ်သူနှစ်ယောက်ရဲ့ရေတံတွေကမိုးရံတို့ လွင့်ပြန်ကချစ်ချင်းရဲ့တန်စင်တစ်ခုဖြစ်သွားခဲ့ပြီးမုံမုံနဲ့သွန်းနှင်းကဂျင်းနဲ့စွာရင်နေကြသည်နေုံနဲ့ပိုင်ပိုင်ရဲ့လက်ထက်ပွဲကို တောင်ကြီးမှာပဲပြုလုပ်ကမုံမုံနဲ့သွန်းနှင်းခိုင်မာနဲ့မြင့်မောင်ကအတိတ်တည်းများဖြစ်ကြသည်နေုံနဲ့ပိုင်ပိုင်တို့ရန်ကုန်မပြန်ဖြစ်သေးပဲတောင်ကြီးမှာပဲအချိန်တော်တော်ကြာကြာလေးနေဖို့ဆုံးဖြတ်လိုက်သည် ပိုင်မှာပါလာတဲ့ငွေနဲ့နေုံယူလာတော့ငွေကို ပေါင်းကဈေးတင်းတင်းသောတည့်ရက်သောအိမ်လေးကိုငှားနေလိုက်သည် သွန်းနှင်းနဲ့မမတို့ကလည်းလိုအပ်ရာရာများကိုလက်ဖွဲ့အဖြစ်ဝယ်ချမ်းပေးသည်ပိုင်နှင့်နေုံရဲ့အင်ဂီဟာလေးကအမြဲတမ်းဂီတတန်စင်တို့ဖြင့်ထုံလွှမ်းလျက်ရှိသည်တငယ်ချင်းတွေကလည်းအမြဲလာရောက်တီဆူပျော်ရွှင်ခြင်းဖြင့်ချစ်ချင်းတန်စင်တို့ဖုံးလွှမ်းက အတိရှိလျက်သည်ရှင်မူစေတကတူ ဟုတ်ကဲ့ပါရှင်။ရှင်မိုးစေတက်သူရဲ့တမှုရိယချစ်ချင်းတန်ဆင်ဆိုတဲ့လုံချင်းဝတ္ထုလေးရတော့ဒီမှာပဲအဆုံးသတ်သွားခဲ့ပါပြီရှင်။နားဆင်အားပေးကြသူအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင်။ကျမ်းမာပေးကင်းကြပါစီ။